ဒီနေ့ခေတ်မှာကျွန်တော်တို့အားလုံးဟာအင်တာနက်ကိုနေတိုင်းလိုလိုသုံးနေကြပါလေ။အင်တာနက်ဘဏ္ဍာငန်းဆိုရှယ်မီဒီယာအွန်လိုင်းဈေးဝယ်တာတွေကအစားအကုန်လုံးအင်တာနက်နဲ့ချိတ်ဆက်နေကြပါပြီ။ဒါပေမဲ့ဒီအရာတွေရဲ့နောက်ကွယ်မှာတင့်ရဲ့ကိုယ်ရဲ့အချက်အလက်တွေကိုခိုးယူဖို့အများအတန်းချောင်းမြောင်းနေတဲ့သူတွေရှိတယ်ဆိုတာသင်သိပါရဲ့လား။ဟုတ်ပါတယ်။ကျွန်တော်တို့ပြောနေတာက hacking အကြောင်းပါ။ဒီနေ့ဗီဒီယိုမှာ hacking ဆိုတာဘာလဲ၊ဘယ်သူတွေကဘာရွယ်ချက်နဲ့ hacking လုပ်ကြတယ်လဲ။ ပြီးတော့ကိုကိုကိုဘလို့ကောက်ွယ်နိုင်လဲဆိုတာဒီကိုနားလည်လဲအောင်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဆက်လိုက်ကြရအောင်ဗျာ။ hacking ဆိုတာပါလေ။ရိုးရိုးရှင်းရှင်းပြောရရင် hacking ဆိုတာကွန်ပျူတာစနစ်တစ်ခု software တစ်ခုဒါမှမဟုတ်ကိုယ်ရဲ့တစ်ခုရဲ့လုံခြုံရေးအားနည်းချက်တွေကိုရှာဖွေပြီးခွင့်ပြုချက်မရှိဘဲဝင်ရောက်ထိ ंछ ုတ်တာကိုစုလို့ပါတယ်။အိမ်တအိမ်ရဲ့တော့ကလောက်ကိုဖောက်ပြီးခိုးဝင်တာနဲ့သဘောတရားတူပါတယ်။ hacker တွေဟာဒီလိုလုပ်ဖို့အတွက်နည်းပညာအသိပညာတွေ ်ကွန်ပျူတာပရိုဂရမ်မင်းစွမ်းရည်တွေနဲ့စနစ်တကူရဲ့အားနည်းချက်တွေကိုရှာဖွေနိုင်တဲ့အရည်ချင်းတွေလိုအပ်ပါတယ်။ဒါပေမဲ့ hacking လုပ်တိုင်းမကောင်းတဲ့ရည်ချက်ရှိတာတော့မဟုတ်ပါဘူး။ hacking လုပ်တဲ့ရည်ချက်ပေါ်မူတည်ပြီး hacker တွေကိုအဓိကအားဖြင့်၃မျိုးခွဲခြားနိုင်ပါတယ်။အဖြူရောအောက်တုတ်ဆောင် hacker များသူတို့ကိုကျင့်ဝတ်သိက္ခာရှိတဲ့ hacker များလို့လည်းခေါ်ကြပါတယ်။သူတို့ဟာကုမ္ပဏီတွေဒါမှမဟုတ်အပွဲအစည်းတွေအတွက်တရားဝင်ခွင့်ပြုချက်ယူပြီးလုံခြုံရေးအားနည်းချက်တွေကိုရှာဖွေပေးပါတယ်။ ပြီးတော့ဒီတီအားနဲ့ချက်တွေကိုဘလို့ပြန်လဲပြုပြင်ရမယ်ဆိုတာအကြံပေးပါတယ်။သူတို့ရဲ့ရွေချက်ကစနစ်တွေကိုပုံမလုံးကြအောင်လုပ်ဖို့ပါ။အနောက်ရောက်အထုဆောင်ဟက်ကများဒီလူတွေကတော့ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်ဖူးနေကြမကောင်းတဲ့ဟက်ကတွေပါ။သူတို့ဟာတရားမဝင်ဆိုးရွားတဲ့ရွေချက်တွေနဲ့ဟက်ကင်းလုပ်ကြပါတယ်။ဥပမာဘဏ်အကောင့်ထဲကပတ်စံခိုးတာ၊ကိုယ်ရေးအချက်အလက်တွေကိုရောင်းစားတာဒါမှမဟုတ်စနစ်တစ်ခုလုံးကိုဖျက်ဆီးပစ်တာမျိုးတွေလုပ်ကြပါတယ်။ သူတို့ရဲ့လောက်ရကအကြီးလေးတဲ့ရာဇဝတ်မှုမြောက်ပါတယ်။မိကိုရောင်အောက်ထုဆောင်ဟက်ကများဒီဟက်ကအမျိုးအစားကတော့အဖြူနဲ့အနက်ကြားကပါ။တခါတလေသူတို့ဟာခွင့်ပြုချက်မယူဘဲကုမ္ပဏီတစ်ခုရဲ့ကုန်ရက်ကိုဝင်ရောက်စစ်ဆေးပြီးအားနည်းချက်တွေတွေ့ရင်ပန်းရှင်ကိုအသိပေးပါတယ်။သူတို့ရဲ့ရွေချက်ကမကောင်းတာမဟုတ်ပေမဲ့ခွင့်ပြုချက်မရှိဘဲဝင်ရောက်တာဖြစ်လို့တကယ်ဝင်တော့မဟုတ်ပါဘူး။ကဲအခုဆိုရင်အနောက်ရောက်အုတ်ဆောင်ဟက်ကာတွေအများဆုံးအသုံးပြုတဲ့နီလန်းချို့ကိုပြောပြပေးပါမယ်ဖစ်ရှင်း ဒီနည်းလမ်းကတော့အင်တာနက်အသုံးပြုသူတွေကိုလက်စားပြီးကိုယ်ရေးအချက်လက်တွေကိုခိုးယူတာပါဥပမာတင်းရဲ့ဘဏ်အကောက်ကနေလာတဲ့ရောင်းရောင်းနဲ့အီးမေးလ်အထုတစ်ခုပို့ပြီးတင်းရဲ့ user ID နဲ့ password ကိုရိုက်ထည့်ခိုင်းပါလိမ့်မယ်တတိမထားမိပဲရိုက်ထည့်လိုက်တာနဲ့တင်းရဲ့အချက်လက်တွေ hacker လက်ထက်ရောက်သွားမှာပါ malware malware ဆိုတာကွန်ပျူတာကိုထိကပ်စေတဲ့ဆိုးရွားတဲ့ software တစ်ခုကိုစုပေါင်းခေါ်တာပါ virus trojan ransomware တွေဟာ malware အမျိုးအစားတွေပါပဲ မသိတဲ့ဖိုင်တစ်ခုကို download ဆွဲလိုက်တာဒါမှမဟုတ်တန်တရားဖြစ်တဲ့ website တစ်ခုကိုဝင်လိုက်တာနဲ့တင်းရဲ့ computer တက်ကို malware တွေဝင်ရောက်လာနိုင်ပါတယ် ransomware ကတော့တင်းရဲ့ဖိုင်တွေကို log ချပြီးပတ်စံပေးမှပြန်ပွင့်ပေးမယ်လို့ချိန်ချောက်လို့ရှိပါတယ် website တခုဒါမှမဟုတ်ကွန်ရက်တခုကိုအချက်လက်တွေအများအပြားတပြိုင်တည်းပေးပို့ပြီးဝန်ဆောင်မှုတွေရပ်တန့်အောင်လုပ်ဆောင်လာပါဒါက website တွေကိုလုံးဝဝင်လို့မရအောင်ဖိတ်ပစ်လိုက်တာနဲ့အတူတူပါပဲအခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်ပါပြီ ကျွန်တော်တို့ရဲ့ကိုရေးချက်လက်တွေလောက်လုံးကြုံမှုရှိစေဖို့အတွက်ဘယ်လိုကာကွယ်နိုင်မလဲဆိုတာပြောပြပေးပါမယ်။အကောင့်နဲ့စကောဝတ်တွေတုံးပါ။စကောဝတ်တစ်ခုလည်းကိုအကောင့်အလုံးမှာမတုံးပါနဲ့။စလုံးအကြည့်အေးနံပါတ်နဲ့တင်ကိတာတွေကိုပေါက်ဆက်ပြီးအနည်းဆုံးစလုံး12လုံးလောက်ရှိတဲ့စကောဝတ်တွေဖန်တီးပါ။ဆော့ဝဲတွေကိုအမြဲ update လုပ်ပါ။တင်းရဲ့ကွန်ပျူတာ operating system နဲ့ application တွေကိုပုံမှန် update လုပ်ပြီးခြင်းကအလုံးစုံရဲ့အနေအချက်တွေကိုပြင်ဆင်ပြီးသားဖြစ်လို့ hacker တွေကဝင်ရောက်ဖို့ပိုခက်ခဲတော့ပါလိမ့်မယ်။ two factor authentication 2fa ကိုဖွင့်ထားပါဒီနည်းလမ်းကစကဝတ်အပြင်တင့်ရဲ့ဖုန်းဒါမှမဟုတ် email ကိုပို့လာတဲ့လုံခြုံရေးကုဒ်တစ်ခုထပ်တဲ့ခံရဖို့တဲ့အကောင့်လုံခြုံရေးကိုမဆပ်ပို့ကောင်းစေပါလေဘယ်ကောက်မှာပဲဖြစ်ဖြစ် 2fa ဖွင့်ထားဖို့မမေ့ပါနဲ့မသိတဲ့ link တွေ file တွေကိုမဖွင့်ပါနဲ့ email message ဒါမှမဟုတ် social media တွေကနေတံတရားဖြစ်ဖွယ်ပို့လာတဲ့ link တွေ file တွေကိုလုံးဝမနှဲ့မိပါစေနဲ့ တရားဝင် antivirus software သုံးပါနာမည်ကြည့်ပြီးယုံကြည်စိတ်ချရတဲ့ antivirus software တွေကိုသုံးပြုပြီးတရားစက်ကိုပုံမှန်စစ်ဆေးပေးပါအခုဆိုရင် hacking ဆိုတာပါလဲဘလို့အနေရရှိလဲပြီးတော့ကိုကိုကိုဘလို့ကောက်ွယ်နိုင်မလဲဆိုတာတွေကိုသဘောပေါက်တော့ပြီလို့မျှော်လင့်ပါတယ်ဤပညာတွေတိုးတက်လာတာနဲ့အမျှလုံခြုံရေးအသိပညာကလည်းမဖြစ်မနေလိုအပ်လာပါတယ်ဒီဗီဒီယိုကနေတကူ့အကျိုးရှိခဲ့မယ်ဆိုရင် like and share လုပ်ပေးဖို့မြစ်တမ်းရက်ခံပါတယ် အားလုံးနဲ့လုံခြုံတဲ့ online ကမ္ဘာတစ်ခုမှာနေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်